ထင်ရှားပါတယ်။နော်။အဲဝင်ကြီးတွေဝင်ကလေးတွေကတချို့ကတိုင်းတားအောင်မှန်ပါတယ်ဒါပေမဲ့ပြောဆိုမှတ်ဖို့ပြီးသူလူထုကိုဘယ်လိုထိတ်ကြောင်းလဲသူတို့မသိဘူးတကယ်တမ်းဆိုပြီးသူလူထုကိုသူတို့ထိတ်ကြောင်းရမယ်ဒါဝင်ရှိတယ်။ဒါပေမဲ့မထိတ်ကြောင်းနိုင်ဘူး။ မထိန်ချောင်းနိုင်တဲ့အပြင်ဒီတူလူထုကအတန်ထွက်ပြီးတော့ထောက်ပြလာတဲ့အခါမှာဒီအရာတွေကကျွန်တော်အာဒီနိုင်ငံရေးပိုင်းဆိုင်ရာတိုက်ခိုက်မှုဟိုကြံစီရှိရှိနဲ့နှောက်ဆက်တဲ့အရာတွေကိုကျွန်တော်မစလို့နော်အဲ့ဟာတွေကလက်တဆုပ်စာပဲရှိပါတယ်အဲ့ဟာတွေကစကားထဲဟုတ်ထဲမပြောချင်းအခုကျွန်တော်ပြောတာပြည်သူစစ်စစ်တွေရဲ့အတန်တွေကိုပဲပြောချင်တာ ဖြစ်ပါတယ်။ပြီးသူလူထုကမြေပြင်မှာတကယ်ဒုက္ခရောက်လာတဲ့အခါမှာအတန်တွေထွက်လာတယ်။နော်။ဘယ်ဖက်ရတဲ့ပြီးသူလူထုပဲဖြစ်ဖြစ်ကိုကကောင်းဆောင်တူလို့ကိုစိတ်ထမခံယူပြီးဆိုလို့ရှိရင်ပြီးသူတသားတည်းဆက်ဆံရမယ်။ဒါဒီကောင်းဆောင်တယောက်ရဲ့အရေးကြီးတဲ့စိတ်နှလုံးသားတာဝန်ဝတ္တရားဖြစ်တယ်။ စိတ်နေစိတ်ထားဖြစ်တယ်ဒါမှအောင်မြင်စေတဲ့စိတ်နေစိတ်ထားဖြစ်တယ်အဲ့တော့နိုင်ငံရေးဆိုတာကတော့အပြိုင်ဆိုင်သူဟာနဲ့သူရှိရယ်အာသူနိုင်ကိုနိုင်အပြိုင်ဖိုက်မယ်ဆိုတဲ့ဟာတွေရှိတယ်ဒါပေမဲ့ဘလို့ပဲဖိုက်ဖိုက်အလုံးကတိုင်းပြည်အတွက်ကိုဦးစားပေးရမယ်အဲ့တော့ဒီလူတို့အတံပလန်တွေထွက်လာတဲ့အခါမှာ ဝင်ကြီးတွေဝင်ကလေးတွေတချို့တွေကဘလို့တုံ့ပြန်တော့မစားသေးပါဘူးပြည်သူလူထုကိုပြန်ပြီးမှရန်တွေ့တယ်စွာတယ်အဲ့တော့ဒါတွေကဖြစ်သင့်သလားအတားသူရဲ့ capacity ပဲ ခေါင်းဆောင်တယောက်ဘယ်လိုလုပ်မလဲဆိုတာသူမှအဲ့ဒီတွေးခေါ်ပိုင်ဆိုင်ရာအာနေနေလို့ပဲအဲ့တော့ဒီဟာတွေဘယ်လိုဖြစ်ရှင်းကြမှာလဲအဲ့ဒီလိုမျိုးကိစ္စတွေကပေါ်စစ်တန်ဖြစ်ပြီးမှစစ်ကောင်စီကလေ လေရင်ဘုံကျဲလိုက်အဲပြီးသူလူထုတွေကပြေးလိုက်ဝိုးလိုက်ကျွေးလိုက်နောက်တစ်ခါစာရီဝိုင်းထုတ်လိုက်ကြအာရှုပ်ချလိုက်ကြနိုင်ငံတကာတိုင်ဝမ်ကလည်းရေလိုက်ငါလိုက်နဲ့ရှုပ်ချပေးတယ်အာတစ်ခါငါတို့မခံဘူးဟေ့ဆိုပြီးမှပြန်တက်ကြတယ်ပြန်ပြီးတော့အာလုံနေကြတယ်ဟေးဖွဲ့စည်းပုံအခြေခံဥပဒေ တရက်ကောင်းကောင်းမွန်မွန်ပေါ်လာဖို့နိုင်ငံရေး capacity တွေစုစည်းပြီးတော့အဓိကကြတဲ့အရာကြီးပေါ်လာဖို့ကိုအချိန်ကအခုချိန်ထိမရောက်သေးဘူးဒါကျွန်တော်ပြောတာဟုတ်ကလားမဟုတ်ကလားဆိုတော့ပြည်သူအားလုံးသိမှာပါခေါင်းဆောင်တွေအားလုံးလည်းသိမှာပါဝစီဘုံချေကဥပဒေအကျန်းတစ်ခုတော့ရေးဆွဲထားပြီးပြောရင်အဲတစ်ခုမကောင်း နှစ်ခုသုံးခုရှိတယ်ထင်တယ်ဒါပေမဲ့စနစ်တကျနဲ့ကောင်းကောင်းမွန်မွန်ပြည်သူကိုတင်ပြနိုင်လားအခုတော့လည်းကာလ၄နှစ်ကျော်လာတဲ့အထိမရှိသေးပါဘူးဒါကြောင့်မလို့ဒီအရာလေးကိုပြန်ပြီးတော့စဉ်းစားချင်းချင်းတောက်ကတ်နိုင်ဖို့အတွက်ဒီဗီဒီယိုကိုချက်ကူတင်ပြတာဖြစ်ပါတယ် တည်ရှိပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ဆက်ပြီးတော့လည်းကျွန်တော်ဒီတခြားကောင်းစင်တွေနဲ့ပေါ့နော်အာတင်ပြတော့ပါမယ်ဒီတင်ပြချက်တွေအလုံးဟာဘသူဘဝကူမှရန်ညှိုးထားပြီးတော့မနာလို့မုန်းတီးလို့တိုက်ခိုက်တဲ့အရာမဟုတ်ဘူးကျွန်တော်တိုင်းပြည်ကိုချစ်တယ်တိုင်းပြည်ကိုမျက်နှာပြုတယ်ပြည်သူလူထုကိုပဟုပြုတယ်နိုင်ငံရေးသမားတယောက်အနေနဲ့တကယ်တော်လိုက်တယ်မှာ ပါဝင်အလုံးလုံးတဲ့နိုင်ငံရေးတမားတူအနေနဲ့ပြည်သူကိုမျက်နှာမူပြီးတော့ပြည်သူတည်တည်တည်ထိုက်တဲ့အရာတွေကိုအမြင်ဖွင့်ပြရပဲဖြစ်ပါတယ်ကျွန်တော်တော်လို့တက်လို့လည်းမဟုတ်ဘူးကျွန်တော်ဒီပညာရှင်လည်းမဟုတ်ဘူးကျွန်တော်မွေကရက်ကနေနိုင်ငံရေးတမားဗီဇနဲ့မွေဖွားတဲ့တိုက်ပီကိုချစ်တဲ့လူတူဖြစ်ပါတယ်ကျေးဇူးပေးတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးတင်နေမြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ယုံကြည်မျှော်လင့်ပါတယ်အားလုံးတူတူကြိုးစားကြရအောင်